ဒီဗီဒီယိုလေးကိုလာပြီးတော့မိတ်ဆက်ပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဥလေးကြီးကိုကျွန်တော်ကြည့်တာဗီဒီယို၄ပုံလောက်ကျွန်တော်အာဘယ်လိုပြောရမလဲ။ကြည်ဘူးတယ်ပေါ့နော်ဖြန့်ရတိုင်းကဒီဥလေးရတကယ်ကြီးလားဘယ်လိုလဲနော်။ဒီမှာကြည့်ကြည့်ပါနော်။တကယ်အဆက်အဆက်အမှန်ကန်အတိုင်းပဲပေါ့နော်။ကျွန်တော်သူ့ရဲ့ video file လေးကိုကြည့်ခဲ့ပထမဦးဆုံးကျွန်တော်ကြည့်ခဲ့တဲ့ video file လေးဆိုရင်ဘာလဲဆိုရင် wifi set ဒီပြည့်ရဲ့ဒီ ferio တွေကိုသူရိုက်ခွဲတာဗောနော်အစတော့အော်အိမ်အောင်ကျွန်တော်တွေးခက်တာဗောနော်အိမ်အောင်ရေးကတိကဟိုအိမ်အောင်ရေးပြဿနာအဆင်မပြေလို့လို့ခင်တာဗောနော်ဒါကြောင့်စိတ်တူပြီးတော့ဟိုခွဲတယ်လို့ထင်တာဗောနော်ဘယ်ဟုတ်ဘူး85လေးကိုကြည့်ပြီးဆိုရင်နောက်တလားလောက်ရှိတော့တဖိုင်တက်လာပြန်တယ်အဲ့ဒါကနေဦးအဲ့တဖိုင်တက်လာပြီးရောအဲ့ဖိုင်မလဲသူဟာအဲ့ဒီလိုပဲ အဲတမင်အိုးတွေဟင်းအိုးတွေသူကော်လို့ရိုက်ခွဲလိုက်တယ်ပေါ့နော်အဲ့မှာလက်တစ်ခါကျွန်တော်တွေးခဲ့တယ်ပေါ့နော်အခု3ဖိုင်လေးဖိုင်မဟုတ်ရှိပြီပေါ့နော်ဒီတစ်ခါတော့ကျွန်တော်ရီရှယ်လေးလုတ်ပြရစီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးသူ့အနေနဲ့ထားပါဗျာကျွန်တော်ပြောချင်တာကဗီဒီယိုဘလော့လေးတွေကိုရိုက်လို့ဗီဒီယို edit တက်လုတ်လို့ဒီ view ရချင်လို့လုတ်တယ်ဆိုရင်လည်းရတဲ့ဥစ္စာနဲ့ ဆုံရှုံတဲ့ဥစ္စာနဲ့တန်ရဲလာလို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်။ तू ကအမြဲတမ်းအစ်ဒီလိုပဲပေါ့နော်။ तू လုံနေတာကျွန်တော်ခုစုတာတတိထားမိတဲ့ဗီဒီယိုငါးဖိုင်လောက်တောင်ရှိတော့ပြီပေါ့နော်။အဲကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုလာပြီးတော့အမြဝေးပြီးကျွန်တော်နဲ့အတူတူဝေဖန်ပြီးကြည့်ကြည့်ရအောင်ပေါ့နော်။သူ့လောကကြီးချက်ချင်းသိလည်းမရှိဘူး။စားချင်းသိလည်းမရှိတော့ဘယ်ဝပါမှာချက်ပလင်း။ဘယ်ဝပါမှာချက်ပလင်း။ The good you know.

ဟုတ်ပြီလူကခနာလေးမူတာမလွယ်ဘူးဟဲ့အင်းဒီလူဘလို့ရိုက်တာကတော့အိုကျမ်းတယ်ဗျာနော်တကယ်ကြီးအတီးဝက်တင်းပြီးတော့အသားငါစိတ်အတီးချက်မယ်ချင်းမရှိတော့ခွဲရတာတမျိုးအင်း ဘိုးလင်းကလေးကလှုပ်နေရတာချက်လိုက်ပြုတ်လိုက်သွားလိုက်လာလိုက်ဝဲလိုက်ချမ်းလိုက်နဲ့လူတော်ကချက်ချင်းသိလည်းမရှိဘူးစားချင်းသိလည်းမရှိတော့ဘယ်ဝပါမှလည်းချက်မနေဘူးဘယ်ဝတော့မှလည်းချက်မနေဘူးဘယ်ဝတော့မှလည်းချက်မနေဘူးဘယ်ဝတော့မှလည်းချက်မနေဘူးဘာမလဲဘာမလဲဘလုံးတော့ကွာဘာမလဲဘလုံးတော့ကွာကဲမျိုးရိုးရီကြီးရှူရိုးရီတကယ်ဒါကြီးကဘယ်လိုမျိုးပြောမလဲပေါ့နော်တကယ်လို့ ဗီဒီယိုဗလော့ရိုက်တယ်ဆိုလို့ရှိရင်လည်းအိုးဒီလိုပြောကြီးတယ်ဟိုလှုပ်လိုက်တယ်ဆိုတော့ဆက်ဆုံရှုံသွားတဲ့အရာအများကြီးဟုတ်တယ်ဟုတ်အဲ့ဒီဝတ်သားတွေကိုဥပမာခွဲဗီဒီယိုဗလော့ရိုက်တယ်ဆိုလို့ရှိရင်လည်းပြောပါတယ်ဥပမာမရှိစင်ရတဲ့သူကိုဥပမာသွားပြီးတော့မှလူလေးဗီဒီယိုလေးရရင်လေဗီဒီယိုတစ်ပုဒ်ကတော့ရတာပဲမဟုတ်ဘူးလား သူရဲ့ file တွေကအမြင်ဒီ style တွေပဲလာပေါ့နော်ကျွန်တော်တော့အရန်ကုန်မှာအဟောတယ်ပေါ့နော်အစကတည်းကလည်းသူလှလာပြီးလီလာပြီးချစ်ပြုတ်တယ်ကြည်ကြည်နော်ပြီးဗန်နီကြမှာအခုလိုမျိုးရိုက်ခွဲလိုက်တယ်ဆိုတော့အော်ထူဆန်းနေရောပဲပေါ့နော်ဒီ video ကဒီဦးလေးကတော့ဟိုတကယ်လက်လန်တယ်ပေါ့နော်ကနနေကြရဲ့အိမ်နေပါရဲ့ဖြိုးဖြိုးမပြောမရဘူးโอ้โหเนาะဒါ video vlog ရိုက်တယ်ဆိုလည်း အကြံပြုချင်တယ်ဗျာအဲ့ဒီလိုကြီးတော့မလုပ်ပါနဲ့လို့နော်ရအရတော့ရပါတယ်ဒါပေမဲ့နောက်မလဲရတာနဲ့နောက်ကလည်းဆုံးရှုံးမှုတွေကများလွန်းနေတယ်တိတ်အဆင်မပြေဘူးပေါ့နော်โอเคဘပိုင်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲလို့ကြည့်ရှုတဲ့သူတွေရောဘယ်လိုမျိုးမြင်လဲပေါ့နော်ကျွန်တော်လိုမျိုးပဲတွေးမိတာပေါ့နော်ဒီ comment လေးတွေလည်းရေးလာလို့ရပါတယ်โอเคဘပိုင်ဒီလာပြီလား လူလောကချက်ချင်းစိတ်လည်းမရှိ